ဖြစ်လာလို့ရှင်ဘလို့ထူးခြားချက်တွေရှိတယ်လဲနံပါတ်1ကသူတော်ကောင်းတရားပေါ်မှာခိုင်မြဲသွားတာတခုဒါပေမဲ့ပုရုဇဉ်နေရာမခိုင်မြဲသေးဘူးလို့ပြောတာเนาะပုရုဇဉ်နေရာဘယ်ခိုင်မြဲမလို့ဟိုကတစ်မျိုးဟောလိုက်ဟိုဘက်ပါတော့ဒီကတစ်မျိုးဟောလိုက်ဒီဘက်ပါပါเนาะဟိုကဟုတ်လို့လို့ဒါဟုတ်လို့လို့ဖြစ်တယ်ပုရုဇဉ်နေရာ သောတာပန်ပုဂ္ဂိုလ်ကြတော့ဘသူကလာပြောလို့မှမရတော့ဘူးအပရပစ္စယောဘသူပေါ်မှာဘသူပြောတာမှမယုံဘူးကိုယ်တိုင်သိနေပြီထွေင်းဒီစာဖုထားတဲ့ပုဂ္ဂိုလ်ကလာမပြောနဲ့ထွေင်းဒီအကြောင်းနော်စားပြီနေပြီဒီလိုပဲဖြစ်မှာပေါ့သူများပြောတာယုံစရာမလိုဘူးကိုယ်တိုင်တွေ့ပြီလေအဲ့ဒါလိုပဲအပရပစ္စယတထမ္မနိယတ သူတော်ကောင်းနဲ့ပတ်သက်ပြီးတော့ခိုင်မာသွားပြီခိုင်မာတာမှဘလောက်ခိုင်မာတော့ဆိုဒီဘဝတည်းမဟုတ်သေသွားနောက်ဘဝလည်းဒီတိုင်းဟိုးနောက်ဘဝလည်းဒီတိုင်းလုံးဝမြဲသွားပြီလို့ပြောတာဘုရုဇင်တွေကြတော့ရွေအုံးမှာဘုရားဘာသာမိသားစုနဲ့ဘုရားဘာသာအတိုင်းဝိုင်းမှာလာပြီးတော့ဖြစ်တဲ့အခါဖရာဖရာကိုယ်ွယ်လိုက်တရားကိုယ်ွယ်လိုက်တန်ခါကိုယ်ွယ်လိုက်တရားနာလိုက်ဟိုဘက်အတိုင်းဝိုင်းရောက်တဲ့အခါကျတော့ဟိုလိုလှုပ်လိုက်ဒီလိုလှုပ်လိုက်နော် မြဲတာမဟုတ်ဘူးပဝန်းကျင်ရဲ့အခြေအနေတရားကိုနွန်ဆန်နိုင်ခြင်းမရှိကြအခုဗုဒ္ဓဘာသာဖြစ်လိုက် နောင်တစ်ခါဒီပြင်ဘာသာဝင်ဖြစ်လိုက်ဒီလိုပဲပြောင်းနေမှာပုထုဇဉ်ဆိုတာအဲတော့တော့ဖြစ်သွားရင်တော့ဘယ်တိုင်းဝိုင်းနဲ့ရောက်သွားတာတိမတ်သွားဘူးသူကတတ္ထမနိယတောသူတော်ကောင်းတရားမှာ မြဲသွားပြီလို့ပြောတာအေးတချို့ပုဂ္ဂိုလ်တွေကတောတပံလို့ပြောနိုင်တော့တဲ့အနေထားရှိတယ် ။ဘုန်းကြီးတို့ကြားဘူးတဲ့ true story လေးတစ်ခုရှိ။ပြင်သစ်နိုင်ငံကပြင်သစ်အမျိုးသမီးတယောက်သူ့မိဘတွေကခရစ်ယာန်တွေ။သူကစာဘဝါဒနာပါတော့ဘာသာအုပ်ဖတ်တုံဆုံးဓမ္မပဒဂါထာလေးတွေဖတ်အဲ့ဒီဓမ္မပဒခါထာဖတ်ရင်ဖတ်ရင်နဲ့ဘုရားဘာသာဖြစ်သွား ကြည့်ဘယ်လိုဟိုဘက်အတိုင်းဝိုင်းနေကြီးကြီးမရဘူးဒီဘက်ပြန်ရောက်လာအဲ့လိုပုဂ္ဂိုလ်မျိုးတွေဟာတခြားအတိုင်းဝိုင်းမှာရှိပြီးပြောတဲ့လူမရှိဘဲနဲ့သူ့ကိုယ်သူလမ်းကြောင်းပြန်တဲ့နိုင်တဲ့ပုဂ္ဂိုလ်တွေဟာဒါတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးနော်တာမန်ပုဂ္ဂိုလ်မဟုတ်ဘူးသောတာပန်လူဝင်စားလို့ကြားဘူးချိန်မှာကြားဘူးမယ်ပေါ့သို့တော့ မဖြစ်နိုင်ဘူးဆိုတာတော့မဟုတ်ဖြစ်နိုင်ဘူးတချို့ကလေးတွေဟာငငယ်လေးတွေဖရာတရားမြဲလားသူများအသက်မတတ်ဘူးတချို့ကလေးတွေမွေးရပါညင်ကလေးတွေနော်သူများအသက်မတတ်ဘူးအဲ့ဒါလို့အနေထားပုံကုန်လေးတွေဟာသူတော်ကောင်းစိတ်ကလေးရောအမေကတင်ရတာမဟုတ်ဘူးအဖေကတင်ရတာမဟုတ်ဘူးပတ်ဝန်းကျင်ကိုအတုခိုးတာမဟုတ်ဘူးသူစိတ်ကိုယ်ကဖြစ်လာတဲ့ပုံကုန်တွေဟာဒါတမန်ပုံကုန်တွေမဟုတ်ဘူး သောတာပန်လို့တောင်ပြောနိုင်တဲ့ပုဂ္ဂိုလ်မျိုးတွေပေါ့ဒါမျိုးတွေရှိတာပဲအေးဒါကြောင့်မလို့သောတာပန်ဖြစ်သွားပြီဆိုရင်တတ္ထံမနိယတောတဲ့သူတော်ကောင်းတရားနဲ့ပတ်သက်ပြီးခိုင်မြဲသွားပြီလို့ပြောမပြောင်းတော့နော်အေးတမန်ပုရုษင်တွေကတော့အခုဓမ္မဓမ္မန္တရဏံကိစ္ဆာမိဆိုပြီးပဲလို့နောက်ရကြတော့ဓမ္မန္တကရဏံကိစ္ဆာမိဆိုကြမှာဆိုနိုင်မှာ တခြားဘဝတခြားအတိုင်းဝိုင်းရောက်သွားရင်ပြောင်းသွားမှာနောက်အကျိုးတစ်ခုကဘာလို့ဆိုရင်တထမနိယတောရဲသွားပြီးတဲ့နောက်မှာအပရိဟန္တဓမ္မောတဲ့ရထားတဲ့အခြေအနေတစ်ခုကဘယ်တော့မှနောက်ဆုံးမသွားဘူးရုပ်လျော့မသွားဘူး ရော့မသွားဘူးလို့ဆိုလို့သူမြင်ထားတဲ့အတိညာဏ်ကနေပြီးတရွေးသားမှာနောက်ပြန်ရော့မသွားဘူးတဲ့သူရထားတဲ့အတိညာဏ်ကတိုးတာတိုးလာမရော့မသွားဘူးတဲ့ဆိုလိုတာကလူတွေနားလည်အောင်ပြောမယ်ဆိုရင် သောတာပန်ဘဝနဲ့ဘုံကြီးဝတ်လို့ရှိရင်လူမထွက်တော့ဒါပေမဲ့တချို့ပုဂ္ဂိုလ်တွေကထင်ကြတယ်သူတို့ကြည်ညိုတဲ့ဘုံကြီးတစ်ပါး လူထွက်သွားတဲ့အခါကျတော့ဩသူတို့ကငုံတော့သောတာပန်တို့ဒီလိုထင်တာဩသောတာပန်ဘုလူထွက်တာသက္ကရာကအနာဂံဖြစ်ရင်ထွက်မှာမဟုတ်ဘူးလို့ဒီလိုပြောကြတယ်။ကြားဘူးတယ်ဗမာပြည်မှာကိုအဲ့လိုကြားဘူးတယ်တကယ်တော့သောတာပန်ဖြစ်သွားလို့ရှိရင်ဘုန်းကြီးကနေလူမဖြစ်တော့သိချာတယ်ဒါသောတာပန်ဖြစ်သွားရင် ရုပ်လျော့သွားတာမရှိတော့ဘူး အစင်တစ်ခုဟာရှောက်ချမသွားတော့ဘူးလို့ဒါပြောတာเนาะအဲ့ဒါကိုအပရိဟာနဓမ္မောနောက်ဆုတ်သွားတဲ့သဘောယော့ကျသွားတဲ့သဘောမျိုးမရှိဘူးတဲ့အဲ့နှစ်ခုရှိပြီเนาะနံပါတ်၁ကပါလေသတ္တမနိယတောသူတော်ကောင်းတရားပေါ်မှာခိုင်မာသွားပြီနောက်ဒုတိယကပါတော့အပရိဟာနဓမ္မော ဘယ်တော့မှဆုတ်ယုတ်သွားတဲ့သဘောမရှိတော့ဘူးတိုးတက်ဖို့ပဲရှိတယ်ဆုတ်သွားတာမရှိဘူးဒါပြောတရားဓမ္မအနေနဲ့အတိညာဉ်အနေနဲ့လည်းဆုတ်သွားဘူးသီလအနေနဲ့လည်းဆုတ်သွားငါးပါးသီလလုံတဲ့နေရာကနေငါးပါးသီလတစ်ပါးလျှောက်ပြီးလေးပါးသီလဆိုတာမရှိဘူးသုံးပါးသီလမရှိဘူးနှစ်ပါးသီလမရှိဘူးတစ်ပါးသီလမရှိဘူးငါးပါးအပြည့်အဝဆောက်တယ်ဟောရော့မသွားဘူးပြောတာနော်အပရိဟာဏတံဘော နောက်တစ်ခုကဘာလို့ဆိုပရိယန္တကတ္တဒုက္ခတန်တရာတွေကဝဆင်းရဲဆင်းရဲဒုက္ခတွေကိုကန့်တတ်ပြီးဖြစ်သွားပြီဘုန်းကြီးတို့တွေပုထုဇဉ်တွေကြတော့ဒုက္ခအကန့်တတ်မရှိသေးဘူး